ဖက်ဒရယ်အေဂျင့်တွေရဲ့လူဝင်မှုကြီးကြပ်ရေးစီးနှင်းမှုတွေအပေါ်ဆန္ဒပြမှုနဲ့ပတ်သက်ပြီးလော့အိန်ဂျလိစ်မြို့မှာဖြစ်ပေါ်နေတဲ့မငြိမ်မသက်မှုတွေကိုဖြေရှင်းဖို့အမျိုးသားအဆောင်တပ်ဖွဲ့ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအမိန့်ပေးလိုက်ပါတယ်။လော့အိန်ဂျလိစ်မှာဖြန့်ကျက်ထားတဲ့အမျိုးသားအဆောင်တပ်ဖွဲ့ဝင်2000ဟာ24နာရီအတွင်းရောက်ရှိလာမှာဖြစ်တယ်လို့ကယ်လီဖိုးနီးယားဗဟိုခရိုင်ရဲ့ ယာယီအမေရိကန်ရှေ့နေချုပ်ကပြောပါရယ်လက်တင်တို့ခရိုင်မှာနေထိုင်သူတွေနဲ့လူဝင်မှုကြီးကြပ်ရေးနဲ့အောက်ခုံဥပဒေစိုးမိုးရေး ICE ရဲ့ Federal Agent တွေထိတ်တိတ်တွေ့ပြီး California မြို့မှာစုပုအုံကြွမှုဒုတိယမြောက်ရက်မှာအခုလိုအခြေအနေတွေထွက်ပေါ်လာတာဖြစ်ပါတယ်။လက်ရှိမှာ Paramount ခရိုင်ရှိလူစုလူဝေးတွေကိုလူစုခွဲဖို့ Los Angeles ရဲတပ်ဖွဲ့ LAPD က မျက်ရည်ရိုးပုံနဲ့အသက်အန္တရာယ်ထိခိုက်နိုင်ခြင်းနဲ့လက်နက်တွေကိုအသုံးပြုခဲ့ပါတယ်။ဆန္ဒပြမှုဒါမှမဟုတ်အကြမ်းဖက်မှုလုပ်ရတွေကဥပဒေတွေအကောင့်အထည်ဖော်မှုကိုဓာတ်ရိုက်ဟန့်ကြားတဲ့အတိုင်းအတာအထိ အမေရိကန်အစိုးရရဲ့အခွင့်အာဏာကိုစန့်ကျင်ပုံကံနဲ့ပုံစံနဲ့ဖွဲ့စည်းနေပါတယ်။အမျိုးသားအဆောင်တပ်ဖွဲ့တွေဟာလူဝင်မှုကြီးကြပ်ရေးအရာရှိတွေကိုယာယီကာကွယ်ပေးလိုက်မယ်လို့အမိန့်ထုတ်ပြန်ချက်ထဲမှာထရန့်ကပြောပါတယ်။ ဖက်ဒရယ်အစိုးရဟာကယ်လီဖိုးနီးယားအမျိုးသားအစောင့်တပ်ကိုလွှဲပြောင်းရယူနေပြီးလော့အိန်ဂျလိစ်မှာစစ်သား2000ကိုဖြန့်ကျက်နေပါတယ်။ဒါဟာဥပဒေစိုးမိုးမှုမလုံလောက်လို့မဟုတ်ပဲသူတို့လိုချင်တဲ့အရာကို ပုံဖော်နေတာပါလို့ဒီမိုကရက်ဖြစ်တဲ့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗင်နီယူဆန်ကပြောပါတယ်။ အစောပိုင်းကလော့အိန်ဂျလစ်မှာတရားဥပဒေစိုးမိုးရေးကိုပံ့ပိုးပေးဖို့အမျိုးသားအဆောင်တပ်ဖွဲ့ကိုချစ်ချင်းဆင့်ခေါ်ခဲ့ကြောင်းအမေရိကန်ကာဝေးရေးဝန်ကြီးပီဟက်ဆက်ကဆိုရှယ်မီဒီယာ X မှာပြောပါရယ်။နောက်ပြီးအကြမ်းဖက်မှုတွေဆက်ဖြစ်နေရင်ပေရယ်တန်အခြေဆိုင်စခန်းကမရင်းတပ်သားတွေကိုလည်းဆေလွတ်သွားမှာပါ။သူတို့ကအမြင့်ဆုံးအသင့်အနေထားမှာရှိနေကြပါတယ်လို့သူကထပ်မံပြောကြားပါရယ်။ ဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီးမြို့လယ် area ရှိထိန်းသိမ်းရေးစခန်းတစ်ဝိုက်တွင်လူစုခွဲဖို့ LAPD ကအမိန့်ထုတ်ပြန်ခဲ့ပါတယ်။သတိပေးချက်အများအပြားထုတ်ပြန်ပြီးနောက်လူစုမခွဲကြလို့လူအများအပြားဖမ်းဆီးခံထားရပါတယ်လို့ LAPD ဗဟိုဌာနခွဲရဲ့ social media မှာပြောကြားထားပါတယ်။လူဦးရေ9000ခန့်ရှိတဲ့ဒီမြို့ငယ်လေးဟာ Los Angeles KI တောင်ပိုင်းကကွန်ပတန်မြို့တော်နဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ ဒီနေ့မြန်မာလူဝင်မှုကြီးကြပ်ရေးအရာရှိတွေကဝင်ရောက်စီးနှင်းမှုတွေပြုလုပ်နေတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက်စုပူအောင်ကြွမှုတွေဖြစ်ပေါ်လာခဲ့တာပါပြည်내အဆင့်တွေမှာပဲလှုပ်ဆောင်လေးရှိတဲ့အရန်တပ်ဖွဲ့ဖြစ်တဲ့ American ပြည်အောင်စုရဲ့အမျိုးသားအဆောင်တပ်ကိုအများအပြားပြည်내အုပ်ချုပ်ရေးမှုတွေကသာစင်ခေါ်ရတာပါဒါပေမဲ့အမျိုးသားအဆောင်တပ်ကို Federal အစိုးရကတိုက်ရိုက်ချုပ်ကင်နိုင်တဲ့ပြဋ္ဌာန်းချက်ကို သမရထရန့်ကအသုံးပြုခဲ့တယ်လို့ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဂါဗင်နီယူဆန်ရဲ့ယုံက AP သတင်းဌာနကိုပြောပါရယ်ဥပဒေအရအမျိုးသားအဆောင်တက်တွေကိုဖက်ဒရယ်ကုတ်ကဲမှုအောက်ထားရှိဖို့အချို့သောအခြေအနေတွေမှာပဲလှုပ်ဆောင်နိုင်တယ်လို့ဖော်ပြထားပါရယ်